ဟယ်လိုအားလုံးမင်္ဂလာပါ Unit Show ကနေကြိုဆိုပါရစေ Marcus Rashford ကတော့သူ့အနေနဲ့ပုံမှန်ခြေစွမ်းမပြနိုင်ရခြင်းရဲ့အခြေအနေမျိုးမှာ Manchester United မှာရှိတုန်းကတော့ကျွန်တော်တို့က consistent ဖြစ်တဲ့ဘယ်တော့ပဝန်းကျင်မှာကျင်လည်ခဲ့ရတာမျိုးမဟုတ်တဲ့အတွက်ဆိုပြီးတော့လုံးဝသူပြောထားတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကဆွေးနွေးကြည့်အောင်ပါဆိုတော့ Rashford ကလည်းရှိ Barcelona မှာတကယ်ခြေစွမ်းပြနေတဲ့ကစားသမားတွေကတယောက်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော် Barcelona အတွက် ကျွန်တော်တို့ကျန်တဲ့ exam တွေဒီ injury ပြဿနာတချို့ကြောင့်အချို့ပွဲတွေမကစားမကစားနိုင်တဲ့အနေအထားမျိုးမှာ rush ကကောင်းနေတာဒါလည်းပဲကျွန်တော်တို့အားလုံးမြင်နိုင်နေတာဆိုတော့ဒါနဲ့ပတ်သက်လို့ interview တွေပါတယ်လုပ်တယ်ပေါ့လေဒီနေရာမှာ rush ကတော့အဲသူ့အနေနဲ့ပေါ့နော် consistent မဖြစ်တဲ့ပတ်ဝန်းကျင်မှာဖြတ်တန်းလာခဲ့ရတာအချိန်တော်ကြာခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်သူကိုယ်တိုင်လည်းပဲ consistent ဖြစ်တဲ့ခြေစွမ်းကိုပေါ့နော်ပုံမှန်ခြေစွမ်းပုံမှန်ပုံမှန်မရှိတဲ့ပတ်ဝန်းကျင်မှာ ြင်လည်ခဲ့ရတာများတဲ့ခါကျတော့ခြေသွန်းလဲပုံမှန်မပြနိုင်ဘူးပေါ့အဲ့ဒီတော့အခုဆိုလို့ရှိရင်သူ့အနေနဲ့ပုံမှန်ခြေသွန်းပြနိုင်ဖို့ပုံမှန်ဆွမ်းဆောင်ရေးကောင်းနေပြနိုင်ဖို့အတွက်သူဂျူပန်တော့မယ်ဆိုပြီးတော့သူပြောလာတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြောရရင်တော့ဗျာ United မှာရှိခဲ့ရတာသူ့အတွက်အဆင်မပြေဘူးပေါ့နော် Manchester United မှာဟိုအမြဲတမ်းအရာအလုံးကအပြောင်းလဲတွေဖြစ်နေတယ်ဆိုတော့သူ့အတွက်ကလည်းတည်ငြိမ်မှုရှိဖို့ကဒါမလွယ်ကူဘူးပေါ့ဒါမျိုးတက်တက်ကြီးကျွန်တော်ပြောထားတာဆိုတော့ဒီနေရာမှာ Rashford ပြောတာကြီးက လုံး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 အမှားကြီးတော့မဟုတ်ဘူးပေါ့နော်လုံးလုံးအမှားကြီးတော့ကျွန်တော်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကိုသင်းရဲ့လက်ရှိအခြေအနေကိုကျွန်တော်တွေ့နေတာပဲ United ရဲ့လက်ရှိအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကိုရီးယား consistent ဖြစ်တဲ့အသင်ဟုတ်မနေဘူးလွန်ခဲ့တဲ့နှစ်တွေပိုင်းမှာကျွန်တော်ပြန်ကြည့်ရင်အချိန်နှောင်းတွေတအားများတယ်အပြောင်းလဲတွေကျွန်တော်တအားများတယ်ဟိုပိုင်ရှင်တွေပဲဖြစ်ပိုင်ရှင်တွေကတော့ထားပါတယ်ကျွန်တော်တို့ပါလဲအဲဒီနီးပြတွေပဲဖြစ်ဖြစ်ကစားသမားတွေပဲဖြစ်ဖြစ်ပေါ့နော် culture တွေပဲဖြစ်ဖြစ် ကျွန်တော်သွားကျင်တဲ့ပုံစံမျိုးမဟုတ်တော့ဘင်းနဲ့ကျွန်တော်မြင်ကျင်တဲ့ပုံစံမဟုတ်ဘင်းနဲ့အပြောင်းလဲတွေတအားများတယ်။နီးပြပြောင်းလဲတိုင်းမှာကျွန်တော်ဘနော်ဒီကစားမားတွေအတွက်ဒမန်နီပါပြောင်းတော့ကစားမားတစ်ယောက်အတွက် Manchester United မှာဟိုတည်တည်ချာချာအဆင်ပြေအောင်လှုပ်ဆောင်နိုင်ဖို့ကမလွယ်ပါဘူး။တကယ် Rashford ပြောတာတွေကဘနော်100%ကြီးမှားနေတယ်လည်းမဟုတ်သလို100%ကြီးမှန်နေတယ်ဆိုတာမျိုးလည်းမဟုတ်ဘူး။သို့တော်လည်းပဲ Marcus Rashford ပြောတာတွေကကျွန်တော်အနေနဲ့အတိတ်ပဲရှိတယ်။အတိတ်ပဲရှိတယ်ဆိုတာကိုယ်အသင်းမှာဘနော်ဘလူးမအဆင်မပြေဘူး။ နော်ခန့်အပ်ထားတဲ့နီးပြတွေအပြောင်းလဲလုပ်ထားတဲ့နီးပြတွေမှာမတူညီတဲ့ပုံစံနဲ့သွားတဲ့သူတွေကြီးပဲเนาะဆိုတော့ကစားမတွေအတွက်ကမလွယ်ကူပေါင်းဒါတွေကို stable ဖြစ်ဖို့အတွက်ပေါ့နော်တည်တည်ချာချာရှိမှန်ကစားဖို့တည်တည်ချာချာကျွန်တော်အနေနဲ့ဒီကြိုးပမ်းဖို့အတွက်ကကျွန်တော်ဘလူးမန်ကိုလွယ်ကူမနေဘူးဒါပေမဲ့တစ်ဖက်ကကျွန်တော်ကြည့်တော့လေဒါတွေအားလုံးကိုကျွန်တော်တို့ကပေါ့နော်ဟောငါချီသွမ်းမပြတာအတင်းကြောင်ပဲဆိုပြီးတော့တတ်မှတ်လို့တော့ကျွန်တော်မရဘူးဘာလို့လဲဆိုတော့ market stretch ကိုကိုယ်တိုင်ကိုပဲ United မှာ consistent ဖြစ်တဲ့ performance တွေကျွန်တော်မပြနိုင်ခဲ့လို့ပဲ နီးပြတယောက်ရဲ့လက်အောက်မှာတောင်မှသူ့အနေနဲ့ခြေသွဲနှမျိုးသုံးမျိုးပြတဲ့ကာလာတွေကျွန်တော်ရှိတယ်။အခုဆိုလို့ရှိရင် market stretch နဲ့ပတ်သက်ပြီးတော့ဘာတွေမြင်လာရပြီလဲဘာစီလိုနာမှာအရင်ကြိုးစားတယ်။နော်အရင်ကြိုးစားတယ်ခြေသွဲနေပြတယ်။ဒါပေမဲ့ Manchester United မှာဘာမြင်ရလဲ United မှာကျတော့ကစားမအနေနဲ့ပေါ့နော်တက်တောင်းတက်တာရှိတဲ့ပါဒီပဝန်းကျင်ဖြစ်နေပြီသူ့အတွက်ကနော်အားလုံးက AAC ကျွန်တော်ဖြစ်နေပြီဟိုတနေ့ကဆိုလို့ရှိရင်ဘယ်သူလဲ post school လာဘယ်သူလဲမသူပြောထားတာ ratio ရဲ့အချိန်ကြီးကဘာဖြစ်နေလဲဆိုတော့ပေါ့နော် Manchester United မှာတော့မှ အ United Academy ထွက်လာတဲ့ကစားမတယောက်ဖြစ်တာရဲ့ United မှာအကြာကြီးဖြစ်တန်းလာတဲ့ player တယောက်ဖြစ်တယ်ဆိုတော့ဟိုဘယ်လိုပြောမလဲကိုယ်အိမ်ပိုင်တဲ့ကူနေရလို့ဖြစ်တော့အားလုံးက AACC ပဲပေါ့ဒါပေမဲ့ဘာစီလိုနာကိုပြောက်ရောက်သွားတဲ့ခါကျတော့အာနော်ဟိုအချိန်တန်ရင်တော့ဟိနော်အချိန်တန်ရင်တော့ဟိငါတော့အင်လာကပေးရမှာပဲဆိုတော့ပုံစံမျိုးနဲ့ပေါ့နော်အင်လာကရဖို့အတွက်ကိုပဲအတင်းကျူးပန်းနေရတာပေါ့ဆိုတော့ United မှာပြောချင်တာကတော့ market stretch ဖို့အတွက်ကဘာပူပင်စရာမှမလိုပဲနဲ့နော်အားလုံးကတက်တောင့်တက်တာ AACC ဖြစ်တန်းလို့ရတဲ့အခြေအနေမျိုးနဲ့ ်ဘာစီလိုနာလိုတင်းမျိုးရောက်သွားတဲ့အခါမှာပုံမှန်နေရာတနေရာရဖို့အတွက်ကိုပဲသူ့အနေနဲ့အင်တိုင်းအားတိုင်းကျူးပန်းမဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါကစားမတယောက်ရဲ့ကျူးပန်းအားထုတ်မှုကကွာသွားတော့ performance ကြီးကလည်းကွာသွားတာပဲပေါ့နော်မြန်မာဟိုဗာလဲဒီ Manchester United မှာရှိနေဆိုလို့ရှိရင်အရာအလုံးက ACC ပဲ Marcus Rashford တဲ့ဘာမှပူစရာမလိုဘူးပေါ့နော် ်ပွဲထွက်ခွင့်ဤပါတွေကဒါပေမဲ့ဘာစီလိုနာမှာကျတော့အဲ့လိုမဟုတ်တော့ဘူးပေါ့တိုင်ပတ်ရင်ပတ်တယ်လို့မင်းကိုထားခဲ့ကြမှာခြေသွင်းမပြရင်မပြတယ်လို့ထားခဲ့ကြမှာမကျူးပန်းရင်မကျူးပန်းတယ်လို့မင်းကိုထားခဲ့ကြမှာဒီတွက်ကစားမားကအမှန်ကန်ဆိုလိုနေ့စဉ်ရက်ဆက်ကျူးပန်းနေရတဲ့ဟိုဘလို effort အပြည့်ထည့်နေရတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရတာပေါ့ဆိုတော့ဒါမျိုးပေါ့နော်တကယ်လည်းပဲဒါကိုကျွန်တော်ကြည့်ရင်ဒါ market stretch ဖို့အတွက်သူကိုယ်တိုင်ရဲ့ဘက်ကလည်း consistent မရှိဘူးလို့ကျွန်တော်ပြောရမှာပဲเนาะမရှိပြောရမှာပဲလေသူ ဘယ်လိုရမလဲ United မှာတော့ငါတိုက်စစ်မှုမကစားခြင်းမှုတောင်းမမကစားခြင်းမှုဒါမျိုးတွေနေသူ့အနေနဲ့ကျွန်တော်ထွက်ခဲ့တာပဲဆိုတော့ဟို Bruno Fernandes တို့ဘာလို့ဆိုလို့ရှိရင်လည်းသူ့လိုပဲတူညီတဲ့ပတ်ဝန်းကျင်မှာဖြတ်တန်းလာရတာဒါပေမဲ့လို့ဒီကြာမစီကနေပြီးတော့ကျွန်တော်ကအများကြီးသူ့ထက်ဆိုင် consistent ဖြစ်တဲ့ performance ကိုကျွန်တော်တွေ့ရတယ်တော့တွေ့ရတယ်။ Every time ငါရဲ့လက်အောက်မှာတော့မှ market switch နဲ့ပတ်သက်လို့ရှိရင်ဗျာဟိုမတူညီတဲ့ performance တွေကျွန်တော်တွေ့ရတာပဲ။ Every time ငါရဲ့လက်အောက်မှာသူ့အနေနဲ့ twin go အများဆုံးကာလာတွေကိုပိုင်ဆိုင်ခဲ့ရဘူးတယ်။အဲဒါပေမဲ့နောက်ရည်ကြီးကျတော့တိုင်းပတ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေ ဆိုတော့ကြောက်ပါတော့ market stretch ဖို့အနေနဲ့သူကိုယ်တိုင်ပေါ့နော် consistent မဖြစ်တဲ့ပဝန်းကျင်မှာဖြစ်တန်းလာတာများတဲ့ခါကျတော့သူကိုယ်တိုင်လည်းပဲ consistent မဖြစ်တယ်ဆိုပြီးပြောတာတာ100%ကြီးမမှားပေမဲ့လည်းအကုန်လုံးတော့မှန်းမနေဘူး rush ဖို့အနေနဲ့လက်ရှိသူ United မှာအဆင်မပြေခဲ့တာတွေကိုအကုန်လုံးကို Manchester United အပေါ်မှာပဲသူပုံချခြင်းလို့ကျွန်တော်မရဘူးပြောချင်တာကနော်ဆိုတော့တက်တောင့်တက်တာရှိတဲ့ပဝန်းကျင်နဲ့ငါလုံးမတော့ဖြစ်မယ်ငါကျူးပန်းမှဖြစ်မယ်မဟုတ်ရင်တိုင်ပတ်မှာပဲဆိုတော့ပဝန်းကျင်နဲ့ကွာသွားတယ်လို့ပဲကျွန်တော်ပြောရမှာပဲကစားသမားအနေနဲ့ဆိုတော့ညီကတို့ရော မာကတ်ဆရက်ရှုပြောတာကိုဘလို့မြင်ကြလဲယူနိုက်တက်မှာသူတိုင်ပတ်ခဲ့တာကကိုရီယူနိုက်တက်ရဲ့ကျွန်တော်ဘယ်တော့ consistent မဖြစ်တဲ့ပတ်ဝန်းကျင်ကြောင့်ဆိုပြီးတော့သူပြောထားတယ်ဆွေးနွေးကြပါဦးအားလုံးကိုချစ်တင်များကြီးတင်ပါတယ်